ရေဖြူမြို့နယ်ဒိုဝဲထူးစီးပွားရေးစုဒေသကအေကနီကျေးရွာအနီးမှာဆန္ဒရှိတပ်နဲ့တော်လိုင်းပူပေါင်းတပ်တွေနေရက်ဆက်တိုက်ပွဲဖြစ်နေတယ်လို့တော်လိုင်းတပ်နဲ့နှိဆက်သူတချို့စီကသိရပါတယ်။အင်အားတရာလောက်ရှိတဲ့ဆန္ဒရှိတပ်စစ်ကြောင်းနဲ့တော်လိုင်းတပ်တို့စစ်တမလ30ရက်နေ့မနက်9:00နာရီလောက်ကနေနေ့လယ်ပိုင်းအထိတကြိမ်ဖြစ်ပွားခဲ့ပြီးဒီကနေ့အော်တိုဘားလ10ရက်နေ့မှာလည်းမနက်ပိုင်းကစပြီးပြစ်ခတ်မှုထပ်မံဖြစ်ပွားနေတယ်လို့တော်လိုင်းတပ်နဲ့နှိဆက်တဲ့အမျိုးသားတအူကပြောပါတယ်။ စစ်နာရှိတဲ့စက်ကြောင်ဟာစက်တင်ဘာလ29ရက်နေ့မနက်၄နာရီလောက်ကစပြီးဒွေထူးစီးပွားရေးဆိုဒေသမှာရှိတဲ့ပကောစောရွာကိုစတင်ဝင်ရောက်လာပြီးဒေသခံ30လောက်ကိုဖမ်းဆီးကပကောစောရွာမှာညှိုက်ပြီးစက်တင်ဘာလ28ရက်နေ့မှာဝက်ချောင်းနဲ့ခမောက်ချောင်းကျေးရွာတွေကိုဆက်လက်ထွက်ခွာသွားတယ်လို့ဒေသခံတွေကပြောပါတယ်။အဲဒီလိုထွက်ခွာလာချိန်မှာဖမ်းဆီးထားတဲ့ပကောစောဒေသခံအလုံးနီးပါးကိုပြန်လည်ပေးခဲ့ပေးမယ်အမျိုးသားတအူးကိုတော့ဆက်လက်ဖမ်းဆီးသွားတယ်လို့ဆိုပါတယ်။ ဆန်နာရှိတဲ့စကြောင်းဟာစတေမာလာ29ရင်းနေမှာခမောက်ချောင်းဘူးကြီးကျောင်းမှာညအိတ်တဆွဲပြီးစတေမာလာ30ရင်းနေမနဲ့စောစောမှာတော့အီကနီကျေးရွာကိုစတဲ့ထွက်ခွာလာတယ်လို့ဒေတာခန်နီစီကသိရပါတယ်။ဒီလိုထွက်ခွာလာချိန်တော်လိုင်းတက်တွင်နဲ့အီကနီကျေးရွာအနီးမှာစတဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဒေတာခန်တွေကပြောပါတယ်။ ဒါကြောင့်ရေဖြူမြို့နယ်ဒုဝတ္ထုစီးပွားရေးစုဒေသထဲကဝက်ချောင်းခမောင်းချောင်းဧကနီဝဇော်တော်ကုန်းတရာအင်းရင်ငယ်ကျေးရွာတွေကဒေသခံတွေနေရက်ဆော့ခွာထွက်ပြေးနေကြရပြီးအချို့ကျေးရွာတွေကဒေသခံတွေကတော့အချင်းနဲ့စောက်ကြည့်ကနေထိုင်နေကြရတယ်လို့ဆိုပါတယ်